မိကုံးလေးတွေကျွန်တော်တို့ဆက်မေးကြမှာပေါ့နော်ဟုတ်ကဲ့ပါအဲဒီမေမေကမေးထားတာပေါ့နော်ကိုဝင်ဆောင်ချိန်မှာတဲ့ပြို့အန်တာတဲ့ဘာကြောင့်ဖြစ်တာပါလဲတဲ့အကိုဝင်ဆောင်ချိန်ပြို့အန်နေဆိုတာသကပုံလေးတောင်ရှိတယ်မလားဟိုပြို့အန်ကျို့လှန်သပင်ချောက်နှစ်ထင်းဟောက်ဆိုပြီးသကပုံလေးရှိဟိုကိုဝင်မှာဘီတာအိုက်စီဟော်မုန်းတွေထွက်လာတာပေါ့ဘီတာအိုက်စီဟော်မုန်းထွက်လာဒီဘီတာအိုက်စီဟော်မုန်းကြောင့်ပြို့တဲ့အန်နေဟိုအစားမစားနိုင်မှုအစာချေနှုံးနှဲတော့ ပို့ပြီးတော့ဟိုအန်ဂျင်စိတ်အစာလည်းတော်တော်နဲ့မကြည့်ဘူးပေါ့အစာမိပြီးဟိုအစာအိမ်ထဲမှာပြည့်နေဆိုအန်ဂျင်စိတ်တွေဖြစ်လာအဲ့ခါကျတော့အမေကလည်းစိတ်ညစ်တာပေါ့ဟိုအစာကလည်းမစားနိုင်ဘူးဟိုစားသမျှလည်းပြန်ထွက်တချို့ဆိုဘလောက်တောင်ဆိုလို့ဆိုဟို hyperemesis gravidarum ဆိုတာအရန်ကိုမတရားအာနာ ခါကျစေးုံတွေပါတင်ပြီးကိုဘာမှမစားနိုင်မတော့မှလည်းခု drip တွေနဲ့ချိန်ပြီးနေရတယ်လို့ရှိစိုးတယ်လို့ရှိတယ်ပေါ့နော်ဒါပေမဲ့အများစုကတော့ဒါကိုနေနေပမာတော့ဟိုခံနိုင်ရေးရှိတယ်အရင်မစိုးဘူးအဲအမွာကိုဝင်နေပါလေဆိုရင်တော့လေနှစ်ယောက်စာပေါ့ကိုဝင်ဟောင်းကုန်းနှစ်ယောက်စာထွက်လာနှစ်ယောက်စာပို့ပြီးတော့အန်နေပေါ့အဲကြော်ဒီကိုဝင်ပထမအစာပိုင်းမှာဟိုအစာချေနိုင်အောင်ပေါ့အစာနည်းနည်းပဲစားမယ် ခဏခဏတော့စားမယ်ပေါ့နော်နည်းနည်းစားပြီးအစာကြီးလောက်ချိန်မှစားမယ်နောက်ပြီးအာအန်သက်သာအောင်ပေါ့ဒီတက်ဆိုင်ဆရာဝန်ကသူနဲ့တင်တော်တယ်ဆိုရင်ညွန်ကြတဲ့အာအန်သက်သာတဲ့ဆေးလေးတွေတောက်လို့ရတယ်ပေါ့နော်အဲ့တော့ကိုမသိတဲ့ဆေးတွေပေါ့ဟောဥမာတချို့ဟိုတိုင်းရင်းဆေးတွေရှိမယ်ဟိုဘာပါဝင်နေဆိုတာမသိနိုင်ဘူးပေါ့တချို့ကြတော့ဟိုရက်စားလေးရက်နေရမှနေလို့ကောင်းနေဆိုတာအဲ့လိုမျိုးတွေကြတော့ဟိုဆရာဝန်လာမြင်ကျမတို့လည်းဒါပမာတိုင်းစိတ်နဲ့ပတ်သက်လို့တည်တည်ချာချာခဏခဏလာမသိဘူးပေါ့နော်ဒီခါလေးကြတော့ကိုဝင်းဆောင်အမေလေးအနေဖြစ်မှဆိုးတယ်ဆိုတော့ ဲ့ဒါမျိုးတွေစားရတဲ့စားရင်တော့ဟိုအစာလေးအစာကြီးလွယ်မဲ့ဟာပြောပြောပြောင်းလေးစားမယ်နည်းနည်းပဲစားမယ်အစာကြီးမှထပ်စားမယ်အန်သက်တာမယ်ဆေးကိုဆရာဝန်ညွှန်ကြားမှာတချို့အန်သက်တာတွေဆေးကြီးကလည်းကိုယ်ဝန်ဆောင်မိခင်အန်ရရဖြစ်စေတာရှိကြအောင် အဲ့ဒါမျိုးလေးတွေတောက်မယ်နည်းနည်းပါးပါးကိုလမ်းလေးရှောင်းနိုင်လို့ရှင့်အစားအစာပြီးလမ်းရှောင်းမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင့်တော့ဒါဖြည်းဖြည်းသက်သာသွားမယ်ပေါ့အတက်အနေရောရှိလားအတက်အနေရှိလာအောင်တော့အန်နာတော့မရှိဘူးဒါပေမဲ့နေရခက်တယ်တခါလဲကြောက်လို့ရှင့်အန်ရင်အန်ရင်နဲ့ဒီလေเจ้าကသွေးစာပါပါလာတဲ့အထိကိုအန်တဲ့လူတွေရှိတာအောင်နောက်ပြီးအန်နေဆိုတော့အရန်နေရခက်တာပေါ့ဘိုက်ထဲမှာတခါတဲ့ဟိုတခါဆိုကလီစာလေးပါဆွဲလှုပ်လိုက်တယ်လို့ဝဲဆိုတော့ဟို နောက်စိတ်သက်သာရရအောင်လဲဟိုလှုပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့စိတ်ဖိစီးမှုရှိရဲဆိုလို့ရှိရင်လည်းအန္တရာယ်ပိုဆိုးတယ်အဲ့ဒီခါလေးမလိုအပ်ပဲနဲ့ကိုဝင်ဆောင်လိုက်ရတယ်ဒါမှမဟုတ်လည်းကိုဝင်ရှိတဲ့အချိန်မှာပေါဝင်ချင်းစိတ်ဖိစီးမှုတွေများတယ်ဆိုလို့ရှိရင်ပိုပြီးမသက်တောင်မသက်တာဖြစ်ပြီးပိုအန္တရာယ်ပေါ့စိတ်ဖိစီးမှုနဲ့ပတ်သက်တော့ဒီကိုဝင်ဆောင်ပေမေးတွေမှာလေဆောင်ရင်ဆောင်ရင်တွေရောရှိတယ်လားစိတ်ဖိစီးမှုနဲ့ပတ်သက်တော့ကိုဝင်ဆောင်ရင်ဟော်မုန်းအပြောင်းလဲဖြစ်တယ်ဒီဟော်မုန်းအပြောင်းလဲကမိခင်ရဲ့ဟိုစိတ် ကိုပြောင်းလဲစေတာပေါ့နော်ဒါကြတော့ကိုဝင်ရှိကစားမှာဘာအကြောင်းပြချက်မှမရှိဘဲနဲ့ကိုဟိုငိုချင်နေမိရဲဆိုတာမျိုးလည်းရှိတယ်လေဒါကိုဝင်နောက်လျှောက်ကိုဝင်နေမကဘူးပေါ့ဟိုမွေးပြီးမီးရင်းဆိုရင်လည်းဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီစိတ်ဖြစ်စည်းမှုကများသောဖြင့်တော့ကိုဝင်လားနှုတ်တော့မှပို့ပြီးပဲဖြစ်တတ်တယ်အတဖြည်းဖြည်းလာရင်လာလို့နေစားထိုင်တာရှိသွားတယ်ဆိုတော့ဒီစိတ်ဖြစ်စီမှုကပေါ့။နောက်ကိုဝင်အတွက်စိုးရိမ်မှုတွေကလည်းကိုဝင်လေးတဲလာပြီးတပိပိထွားလာပြီးဆိုတော့လည်းနည်းနည်းစိတ်ကညော့သွားတာပေါ့။နောက်ကိုဝင်ရှိပြီဆိုတာနဲ့ဒါကိုဝင်ဟုတ်ရဲ့လားဆိုတော့ပထမ အဲ့ဒါကြောင့်ဆရာမစီးစစ်တာတော့နှစ်ကြောင်းပေါ်ပြီ။နောက်ကိုဝင်ဟုတ်ရဲ့လားပေါ့နော်။တော့ကိုဝင်မဟုတ်ဘဲနဲ့တခြားကိုဝင်နဲ့ပတ်သက်တဲ့ဟိုတကြောယောဂပေါ့နော်။ဟိုတပစ်တီးတတီလိုမျိုးပါညာအဲ့ဒါမျိုးတွေဆိုတော့တို့အဲ့ကိုဝင်နဲ့ပတ်သက်လို့စိတ်ပူပန်နေ။ညာဒီကိုဝင်လေးပုံမှန်ဖွင့်ပြရရဲ့လားဆိုတာစိတ်ပူပန်နေ။နောက်မစားနိုင်မတောက်နိုင်တော့ကလေးလေးများဟိုအဟာရတက်မလုံးလောက်ပဲဖြစ်သွားမလားပေါ့အဲ့ဒါကိုစိတ်ပူပန်နေ။နောက်ဘလို့နေတိုင်းစားတောင်းရမယ်ဆိုတာမသိသေးတဲ့အခါကျတော့စိတ်ပူပန်နေပေါ့နော်။အဲ့တော့ဒီပတ်ဝန်းကျင်ကနေပြီးတော့သူ့ကိုမိသားစုက ပန်ဖို့မှုပေါ့။နောက်ပြီးကိုကိုယ်တိုင်လဲဟိုစိတ်သက်ကြန့်ခိုင်အောင်ပေါ့နော်။ကိုမကိုနေတတ်ထိုင်တတ်ရမယ်ပေါ့။နောက်ပူပန်မှုဆိုတော့လူတိုင်းမှာရှိတယ်ပေါ့နော်။ဟိုကိုဝင်ဆိုဘာဖြစ်ဖြစ်ကိုသားသမီးဆိုပူကြတယ်ပေါ့။ဒါပေမဲ့ဒီဥစ္စာလေးတွေဖြေပြအောင်စိတ်ကလေးလျှော့ပြီးတော့ဟိုမှာကိုကဟိုဖရားတရားဝါသနာပိုင်လဲဖရားတရားပေါ့နော်။ဟိုလူတိုင်းကဖရားတရားဝါသနာပေါ့ပေါ့ပေါ့နော်။ဖရားတရားမလုံနိုင်တဲ့လူကိုသွားလို့ထပ်ပြီးစိတ်ဖြစ်စီမှုထပ် ပေးသလိုဖြစ်မယ်ပေါ့နောက်တစ်ခါ music ဆိုလို့ရှင်လည်းဒါ music ပေါ့မှာစာဖတ်တာကြိုက်သလားအဲ့ဒါမျိုးတွေစကားပြောရဆိုတာမိတ်ဆွေအပေါင်းအသင်းနဲ့ပြောဆိုတာဒီလိုလေးနဲ့စိတ်ဖြစ်စီမှုကိုဖြေပြအောင်လုပ်ရတာပေါ့ဟုတ်ကဲ့တချို့ဆိုဘလောက်ဆိုလဲဆိုတော့ငကိုရုံးထဲကဒါစိတ်ကျမ်းမာရေးမှာပေါ့စိတ်ကျမ်းမာရေးမကောင်းတဲ့အခါနေရှိလို့ရှင်ဒီကိုဝင်ဆောင်မှာပူဆိုးလာတာမျိုးတွေရှိတတ်တယ်ဒါဆိုရင်တော့ဟိုပထမအရန်ဆိုရတဲ့အချိန်လေးမဟုတ်လို့ရှိရင်တော့ဒီလိုကောင်ဆယ်လင်းလောက်နဲ့တွေ့ဆုံဆွေးနွေးခြင်းနဲ့ကောင်းသွားတာရှိတယ်တခါလေကြောက်လို့ရှိရင်ဆေးဝါးတွေပါတိုက်ရတဲ့အထိ စိတ်ဖြည့်ဆင်းမှုတွေစိတ်ကြမ်းမာရေးအခြေအနေထိကြိုက်တာဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ဒါကတော့ရက်ကန်တုံးနေပါတယ်ဩဟုတ်ကဲ့ဟုတ်တယ်မိမိပြအရင်စိုးရင်နေပေါ့နော်အခုတပြင်းငွေမဲ့ပုံစံတော့မှရိုးရိုးငွေရမလားခွဲငွေရမလားပေါ့နော်အဲဒီကနေ့ပတ်သက်ပြီးတော့လဲဟိုဆ iam ိုင်းအမြင်လေးကိုလဲဟိုပြောပြပေးပါမယ်ရိုးရိုးငွေရဆိုတဲ့ဒီခွဲငွေအဲအဲ့ဒါလဲမေးကြတယ်ပေါ့နော်ဟိုရိုးရိုးငွေရင်ကောင်းလားခွဲငွေရင်ကောင်းလားဟိုဆ iam အကြံဉာဏ်ပေးပါအောင်ဆိုတော့ ဟိုစကားထဲမှာကိုကပါပြီးသားပေါ့ရိုးရိုးဆိုတဲ့ဟိုဒါရိုးရိုးပဲပေါ့ဘာမှဟိုစမ်းပြမှုတွေမပါဘူးပေါ့နော်ခွဲစိတ်ရတယ်ဆိုတော့ဒါခွဲစိတ်မှုရဲ့ပတ်သက်တဲ့အဲသူ့ရဲ့ဟိုစိုးကြိုးလေးနေနေရှိတယ်ပေါ့ဟိုအားလုံးကတော့ဘယ်ဟာမှအကောင်းကြီးပဲမဟုတ်ဘူးပေါ့အဲအစိုးကြီးပဲလည်းမဟုတ်ဘူးပေါ့ အဲ့တော့ရိုးရိုးမွေးနိုင်နေဆိုလို့ရှိရင်တော့ရိုးရိုးမွေးတာကိုတည်းကောင်းတာပေါ့တခါလေကြောက်လို့ရှိရင်မဖြစ်မနေခွေးမွေးရမယ်အကြောင်းတွေရှိလာတယ်ပုံမှန်ကလေးနေထိုင်မမှန်တာမျိုးလားဟိုအချင်းအောက်ရောက်နေတာမျိုးလားအော်မိခင်နဲ့ကလေးမှာယောဂတခုခုရှိနေပြီးတော့ရိုးရိုးမွေးဖို့အတွက်ကိုအန္တရာယ်ရှိနေလားဒါမျိုးဆိုရင်တော့ဒါမဖြစ်မနေခွေးရမယ်ပေါ့နော်အဲ့တော့မိခင်နဲ့ကလေးလဲကျမ်းပါတယ်အနေထားလဲကောင်းတယ်ကျန်တဲ့ယတနာလေးလည်းမရှိဘူးဆိုလို့ရှိရင်တော့ဒါရိုးရိုးအမွေးတန်တာအကောင်းဆုံးပေါ့ဟုတ်ကဲ့ နာမည်တစ်ခါလေးကြောက်လို့ရှိရင်ဘယ်လိုပြောလဲဆိုတော့ဟိုနှစ်ခါနာရမှာကြောက်တယ်ဟုတ်တယ်အဲနှစ်ခါနာမှာကြောက်တယ်ဆိုတာလေရိုးရိုးမွေးရင်းနဲ့ပေါ့မမွေးနိုင်လို့ခွဲလိုက်ရတယ်ပေါ့ဟုတ်ကဲ့ဒါမဲ့ဒါကလေဟို ဒီမွေးဖွားခြင်းဖြစ်စဉ်မှာတော့အဲကျမယေရှုတောင်းဘက်ကဆရာဝန်တယောက်အနေနဲ့ပြောရရင်တော့ဒါပုံမှန်ပဲပေါ့လေကျွန်တော်ကိုရီအနေနဲ့တော့နှစ်ခါနာတယ်လို့မယူဆဘူးပေါ့ရိုးရိုးမွေးနိုင်တယ်ရိုးရိုးမွေးနိုင်တဲ့အခါဟိုမိခင်အချိန်နေကောင်းတယ်ခလေးအချိန်နေကောင်းတယ်ဒီတအိမ်နဲ့တအိမ်ကောင်းရဲ့ပေါ့နော်ဟိုတအိမ်ညှစ်အားနဲ့တအိမ်ကောင်းပွင့်တော့ကောင်းတယ်ဆိုဒီသုံးခုညီညွတ်လို့ရှိရင်ရိုးရိုးမွေးလို့ရတာပဲအဲဒါမဲ့ဒီလိုရိုးရိုးမွေးဖို့အတွက်ကိုဟိုစီစဉ်နေတဲ့အချိန်တွင်းမှာပဲဟိုမိခင်အချိန်နေတော့လကောင်းခလေးအချိန်နေတော့လကောင်းပေါ့နော် တိန်ညှင်းနှုံးနဲ့တိန်ပွင့်နှုံးမှာအတခုခုအစစ်မပြေရင်တော့လကောင်းကြရတော့ခွေးမွေးရတာမျိုးရှိသွားတာပေါ့နိဟုတ်တယ်ဟိုခက်ကလာရတော့ဟိုအမေမေရတော့များသားပြေခွေးမွေးဖို့အတွက်ပေါ့နော်ဟို trend နောက်ကိုလိုက်ကြအဲဒါကလည်းခက်ကလာအခြေအနေရပေါ့နော်ဟိုအရေးပေါ်ဖြစ်လာခဲ့လို့ရှိရင်အရေးပေါ်ခွဲစိတ်ဖို့ဟာအဆင်ပြေနိုင်မှာမလားပေါ့အဲ့ဆိုရင်ပူပန်မှုလေးတွေရှိရပေါ့နော်အဲ့တော့ရိုးရိုးမွေးတယ်ဆိုတာတော့ဥပမာပေါ့ကို့မွေးပေးမဲ့လူတယောက်နဲ့ ဒီမိခင်နဲ့အဆင်ပြေနေမှာကျွမ်းကျင်တယ်ဥမာဒါ OG မှမဟုတ်ဘူးပေါ့ရိုးရိုးမွေးတယ်ဆိုတာ specialist မှမဟုတ်ဘူးဥမာဟိုရိုးရိုးဆရာဝန်တယောက်လည်းဖြစ်နိုင်တယ်အဲသုံးဖို့ဟို midwife လိုမျိုးအထီတောင်မှဒါရိုးရိုးမွေးနိုင်တယ်ဆိုအဆင်ပြေတယ်လေဒါပေမဲ့တကယ်လို့တခုခုအနေနဲ့တခုခုဖြစ်လာမှာဆိုလို့ခွဲမွေးရတဲ့အချိန်လေးရောက်သွားရင်ကျတော့အမေဆေးဆရာဝန်လိုအပ်လာတယ်ဟိုခွဲပေးခွဲစိတ်ပေးနိုင်တဲ့ဆရာဝန်တယောက်ရှိရမယ်နောက်သူ့အတွက်အကူအညီရမယ်လက်ထောက်ပါမယ်နော်ခွဲရမယ် နေရအနေထားခင်းခြင်းပေါ့ operation theater လိုမျိုးအဲ့လိုမျိုးတွေရှိရမယ်အဲ့တော့အဲ့ဒီဥစ္စာတွေအချိန်မီစီစဉ်နိုင်မှုအတွက်ကလည်းတော့စီစဉ်ထားအဲ့ဒါကြောင့်ဟိုတချို့ကျတော့စိတ်ပူတဲ့အခါကျတော့ဟိုခွဲမွေးတဲ့ຢာနှုံးနေရများလာအဲ့လိုမျိုးပေါ့เนาะဒါအခုဆိုရိုးရိုးမွေးတာပဲဖြစ်ခွဲမွေးတာပဲဖြစ်เนาะခွဲပြီးသွားရင်ရောဒီအမေတယောက်နေနေပေါ့เนาะဘလို့စင်ကျင်နေထိုင်တင့်တယ်လဲဆိုတာလဲရှင်းပြပေးပါအာရိုးရိုးမွေးတာတဲ့စာလို့ရှိရင်တော့ဟိုခွဲမွေးတာက နလန်ထတာနည်းနည်းလေးကြာတာပေါ့။အော်နလန်ထပိုကြ။နလန်ထပိုကြဆိုတော့ခွဲစိတ်ထားတော့ဟိုထုံစေးလဲထိုးထားတယ်ဆိုတော့ခွဲအမေတယောက်ကခွဲမွေးပြီးလို့ရှိရင်တော့သူ့ကလေးသူရောက်တာနဲ့ဒါသူကလေးချင်းတိုင်းနဲ့နိုးတိုင်နိုင်တယ်အဲ့လိုမျိုးပေါ့နော်။ခွဲထားတဲ့ခါကျတော့ဟိုထုံစေးထိုးထားတဲ့အရှိန်ရှိတယ်ဆိုတော့ပလက်အိတ်နေရတာရှိသေးတယ်။နောက်ခွဲစိတ်တဲ့ဒဏ်ရာကတော့ယွယွမွေးတဲ့ဒဏ်ရာတဲ့နည်းနည်းပူကြည့်တယ်နည်းနည်းပူနာတယ်ဆိုတော့ဒါလေးကိုငဲ့ညာနေရတာရှိသေးတာဆိုတော့မဟုတ်နလန်နာတာဟိုအများကြီးပေါ့ရက်တွေအများကြီးတော့မဟုတ်ပါအခုကလေဟိုထုံစေးတွေကလည်း နည်းပညာတွေပေါ့နော်ကောင်းလာတယ်စေးဝါးတွေကလည်းကောင်းလာတယ်ပိုးသက်စေးတွေကလည်းအများကြီးကောင်းလာတယ်ဆိုတော့အရင်လွန်ခဲ့တဲ့အနှစ်20လောက်ကခွဲစရာမှုမျိုးရှိတဲ့အန္တရာယ်မျိုးတွေအခုဆိုရင်ဒါတော်တော်လေးယုံနေလာတာပေါ့နော်မထုံစေးထိုးရတဲ့အက်ကအစအရင်ကလိုအက်ကြီးကြီးနဲ့အဲထိုးရမလို့တော့ပေါ့နော်အက်ထိုးရတယ်လေစသေးလာတယ်ထုံစေးတွေကလည်းဟို smooth ဖြစ်တယ်ခေါ်ရတာပေါ့နော်လူမနာမကြအောင်အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါကျတော့မနဲ့ခွဲတယ်ဆိုရင်ဒါညနေလောက်ဆို ော်တော်လေးလှုပ်လှုပ်ရှားရှားလှုပ်လို့ရနေပြီပေါ့နော်ဒါ12နာရီနောက်ပိုင်းထုံးသေးထုံးသေး12နာရီနောက်ပိုင်းဆိုဒါနန်းနေပါတယ်တောင်ရှောက်လို့ရလာပြီဆိုတော့အရင်တော့စိုးရတာမဟုတ်ဘူးပေါ့ဒါပေမဲ့ရိုးရိုးမွေးတာမှလည်းကောင်းကျိုးတွေများတယ်လို့သူ့စိုးကျိုးလေးတွေလည်းရှိတယ်ပေါ့ ဟိုမှာဆိုလို့ရှိရင်ဟိုမွေးရတာခက်ခဲပြီးအဲ့လိုအေးပေါ်ခွဲလိုက်ရတာမျိုးရှိတယ်နောက်တစ်ခုကကျတော့ဟိုတအားညှရလို့ပေါ့နော်စီအိမ်လမ်းကြောင်းဝန်းအိမ်လမ်းကြောင်းပေါ့ဒီမှာခလေးထွားထွားကြီးတွေမွေးလိုက်ရလို့အဲ့စီအိမ်လမ်းကြောင်းဝန်းအိမ်လမ်းကြောင်းမှာစီးသွားဝန်းသွားနောက်ပိုင်းမှာခက်လာတာမျိုးလေးတွေရှိတယ်ပေါ့နော်ခွဲစေးရပြန်တော့ကျတော့လေဟိုမြေစီထုံစီတန်းနေရှိမယ်ခွဲစရတဲ့အိုင်းနေရည်တွေရှိမယ်ပေါ့ဆိုတော့ဘာပဲပြောပြောမိခင်တယောက်က ခလေးမွေးရတယ်ဆိုတော့ဟိုလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော် ။ဟိုမွေးပြီးရောနောက်ဆုံးအနေနဲ့ပေါ့နော်။အဲမေကောပေါ့နော်။အဲမိခင်မှာစောင်းရမယ်ရှောင်းရမယ်ဟိုပြောမယ်ဆိုရင်အစားအစာပေါ့နော်။ရှောင်းရမယ်အရာတွေရှိတလားအဲ့ဒါလည်းအများကြီးပြောချင်ပါတယ်။ဘာလို့ဆိုမီရင်းစာဆိုပြီးတော့အတင်းထန်ပေါ့နော်။ကျွေးပြီးတော့မိခင်အစားတွေအများကြီးရှောင်းခိုင်းနေတာမျိုးပေါ့နော်။ဒါကတော့ဟိုမလုတ်တင်တော့တဲ့အလုပ်လို့ပြောရမှာပေါ့။ဆိုတော့ဟိုမစားရဘူးဟို ဟိုအဖြူတဲလေးနဲ့ဟင်းငါလေးနဲ့ဟိုတချို့ဆိုလေဟိုငချောက်ဖုတ်ပဲစားရမယ်ဆိုပြီးတော့တခါတခါလည်းကြားလို့ရှိရင်ဟိုကိုဆီယမ်မစီကိုစေးရလာပြန်တယ်ဟိုငါငချောက်ငချောက်တွေကိုလက်ဆောင်လာပေးတာလက်ဆောင်ဟဲ့ကဘာလို့ကိုလဲပေါ့နော်ဟိုအမေအတွက်စုနေရလားဟုတ်တာဟုတ်တယ်မဟုတ်ငချောက်ကအမမနောငချောက်ဆိုတာအာဟာရတက် အနေနဲ့စဉ်းစားခြင်းမမအများကြီးမပါနောက်စားတွေပါတယ်ပုံများတဲ့အတွက်ပေါ့နော်ဟိုကိုရင်ဆောင်မိခင်လေးဆိုသွေးတိုးတာတွေပါတယ်နိုးတိုင်မိခင်ကြမ်းသွေးတိုးတာအဲ့ဒါကြီးဖြစ်နိုင်သေးတယ်ပေါ့ဆင်မားဆိုတာငါ၆ဆိုတိတ်မကြိုက်ဘူးပေါ့ဟို recommend လုပ်တဲ့အစားအစာတွေပါမပါဘူးဒါပေမဲ့ green ပြက်လို့ငါ၆ကလေးစားခြင်းနဲ့ဆိုရင်တော့ဒါစားပေါ့သွေးတိုးမရှိမှာမမပုံမှန်စားတောင်နေထိုင်တဲ့အစားတောက်တယ်အကုန်စားလို့ရတယ်ဟိုအဆက်မလွန်ခဲရဘူးအငံမလွန်ခဲရဘူးဒါပဲပုံမှန် အစားအသောက်ကိုအိမ်မှာချက်နေတဲ့ထမင်းဟင်းတွေအကုန်ပေါ့နော်အဲ့ဒါတွေအကုန်စားလို့ရဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့မေမေနဲ့မေသားစုတွေများလည်းကိုဝင်ဆောင်ရှိနေတဲ့ကာလအတွင်းမှာဘာတွေလုပ်ဆောင်ရမလဲခလေးမွေးဖွားတဲ့ခါမှာလည်းရိုးရိုးမွေးရမလားဒါမှမဟုတ်ခွဲစိတ်ပြီးမွေးရမလားခွဲစိတ်ပြီးမွေးတာပဲဖြစ်ဖြစ်ရိုးမွေးတာပဲဖြစ်ဖြစ်မွေးဖွားတဲ့အချိန်မှာအစားအသောက်ဘယ်လိုစားသောက်ရမလဲဘယ်လိုအတန်ရှင်းစွာနေထိုင်ရမလဲဆိုတာပေါ့ ဟောစုတရရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်